စက်ကောင်စီရဲ့အတုအယောင်ရွှေကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်တဲ့အကြောင်းကနေဒါနိုင်ငံမျိုးတော်အတွအခြေဆိုင်မြန်မာဒီမိုကရေစီရဲ့ကနေဒါလွတ်တော်မိတ်ဆွေများအဖွဲ့ကဒီဇင်ဘာလ10ရက်နေ့မှာကြေညာခဲ့ပါတယ်။ ။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပဖို့အစီအစဉ်ထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာအတူအယောင် ဖြစ်တယ်လို့အဲ့ဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်ကိုကစ်ချင်နာစစ်တမ်းရဲ့ကွန်ဆာဗေးတစ်ပါတီလွှတ်တော်အမတ်ကယ်လီဒရတာကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီရွေးကောက်ပွဲဟာလွတ်လပ်မှုနဲ့တရားမျှတမှုလုံးဝမရှိတဲ့အတွက်ကနေဒါနိုင်ငံအပါအဝင်ဘေဒီမိုကရေစီနိုင်ငံကမှအတိအမတ်မပြုတ်သိမ်းဘူးလို့အဖွဲ့ကတိုက်တွန်းပြောဆိုထားပါတယ်။ ဒီရွေးကောက်ပွဲဟာ2020ခုနှစ်ကတရားမဝင်အာဏာသိမ်းမှုနဲ့စစ်ကောင်စီကမြန်မာပြည်သူတွေအပေါ်ကျူးလွန်နေတဲ့စစ်အာဏာသိမ်းမှုတွေကိုတရားဝင်ဖြစ်အောင်လုပ်ဖို့ကြံစည်ကြိုးပမ်းမှုဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီရွေးကောက်ပွဲအခြေလက်ကိုအတိအမှတ်ပြုတာဟာ စစ်မဲ့တဲ့ဖက်ဒရယ်ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေတဲ့ရိုဟင်ဂျာတွေအပါအဝင်မြန်မာပြည်သူတန်ပေါင်းများစွာကိုတစ္ဆာဖောက်ရရှောင်မယ်လို့ဆိုပါတယ်။ကနေဒါအနေနဲ့မြန်မာပြည်သူတွေနဲ့သူတို့ရဲ့တော်လည်ရေးဘက်ကနေအခိုင်အမာရပ်တည်ဖို့နဲ့အတူအယောင်ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့မြန်မာအမိတ်ဆွေကနေဒါလွတ်တော်အမဲတွေကတိုက်တွန်းပြောဆိုလိုက်ပါတယ်ရှင်။